လဖဲ့ရဆိုင်ဆိုတာခေအဆက်ဆက်လူငယ်ရီကြီးပြင်းလာကြရဲ့ရဝန်းတစ်ခုဖြစ်တယ်လို့လဖဲ့ရဆိုင်နဲ့လူငယ်လူငယ်နဲ့လဖဲ့ရဆိုင်ဆိုတာခွဲခြားမရရဲ့အရာတွေပါပဲကျမတို့အားလုံးရဲ့တဏိတာကိစ္စတွေကနေစလို့ဘဝရဲ့အတွေ့အကြုံကောင်းနေသည့်လက်ဆင့်ကံမျှဝေကြရင်နေရာဆိုလဲမမှားပါဘူးဒီလိုကြောက်လဲမြန်မာနိုင်ငံရဲ့လဖဲ့ရဆိုင်ရင်ကျေးမှုဟာ ကြီးမားခဲ့ပြီးလူရန်းစားမရွေးအသက်အရွယ်ပေါင်းစုံရဲ့ဆုံရက်တစ်ခုဖြစ်လာပါတယ်။ဆရာနာမသိခင်ကာလမှာရွက်ကွက်လက်ဖက်ရည်ဆိုင်ကြီးဟာမနက်မိုးလင်းကနေညလုံးပေါက်စီကအသက်ဝင်ခဲ့တဲ့နေရာတွေပါ။ကြောင်းတက်နေကြတဲ့အရွယ်ဆုံးကြောင်းသားတွေအလုတ်သွားအလုတ်ပြန်ကြတဲ့လုတ်သားပြည်သူတွေမိတ်ဆွေတငယ်ချင်းတွေအတွက်လက်ဖက်ရည်ဆိုင်ဟာအနားယူစရာရွက်ဝန်းတစ်ခု ဖြစ်ခဲ့ပါ 2021ခုနှစ်ဆရာနန်သိမ်းပြီးနောက်ပိုင်းမှာငင်းချမ်းခဲ့တဲ့လက်ဖက်ဆိုင်နေရက်တွေဟာထိုးတက်နေတဲ့ကုံစင်းနှုံနဲ့တကိုရင်မလုံခြုံမှုကြောင့်ရုန်းကန်နေကြရတဲ့လူလူရောပွားပြောက်ကွယ်လာခြင်းရဲ့တိုက်စားမှုကိုခံခဲ့ရပါတယ်။အာနာရှင်ကိုတော်လှန်ဖို့လမ်းမပေါ်ထွက်ခဲ့ကြတဲ့လူငယ်တွေဟာအကြောင်းမျိုးမျိုးကြောင့်ပျောက်ဆုံးသွားခဲ့ရပြီးလက်ဖက်ဆိုင်စုရက်ကိုခုံမင်ခဲ့တဲ့ចောင်းသားလူငယ်တွေဟာ မတူညီတဲ့ဘဝလမ်းကြောင်းအတီးတီးမှာရုန်းကန်ရင်းနဲ့လက်ဖက်ဆိုင်ရင်ကျမှုကိုဘဝရဲ့ဆံမျက်နှာမှာခြံထားခဲ့ကြရပါတယ်။လက်ဖက်ဆိုင်မှာအချိန်ကြီးအများကြီးခြံပြီးတော့လူလူလက်လက်တငယ်တွေနဲ့စကားပြောခဲ့တဲ့အချိန်ကြီးလည်းရှိတယ်ပေါ့နော်။ဘုံညာဘက်ဆိုဘလုံးဝဲကြည့်ရမျိုးလို့လည်းငယ်ငယ်လေးနဲ့ခြံပြီးတော့အဲတခုခုကြောင်ရတခုခုဆွေးနွေးရမျိုးလို့ဒီစားထိုင်ဖတ်တာမျိုးပေါ့နော်အဲ့လိုလွတ်လွတ်လပ်ထိုင်နေရတဲ့အချိန်ကြီးကတော့အများကြီးပဲပေါ့။ဒါတွေကိုခုပြပြောမယ်ဆိုရင်တော့အမရစရာကြီးပါပဲ။လက်ဖက်ဆိုင်ရင်ကျမှု တိမ်ခိုးလာတဲ့အကြောင်းရင်းတွေမှာခက်စနစ်နဲ့အတူတရိပ်ရိပ်တက်လာတဲ့ကုံစည်းနှုံးကလည်းအဓိကကျလို့နေပါတယ်။တရက်လုံအားကမြမငွေချက်တောင်းအောက်တာရတဲ့အခြေခံလူရန်းစားတယောက်အနေနဲ့လက်ဖက်ရည်ကိုနေတိုင်းတောင်းနိုင်ဖို့ဆိုတာအိမ်မက်ပမာဖြစ်နေနိုင်ပါတယ်။အဲ့လက်ရှိကုံစည်းနှုံးကတော့တော်တော်တက်နေလို့ပြောရရပြီးတော့ဒီအခြေခံလူရန်းစားရဲ့ဝန ခြေနေရသူလက်ဖေးတစ်ခုကို1500 2000ပြစ်လာတဲ့ခါကျတော့ဘယ်လိုပြောရမလဲအရင်လိုမျိုးလက်ဖေးဆိုင်ထိုင်မယ်ဆိုအဲငါမိသားစုအတွက်အဲငါအတွက်ပါလီတစ်ခုလုပ်မယ်ဆိုတဲ့အတွင်းပို့ဝင်လာတာပေါ့နော်အဲဒါကြောင့်ဒီနောက်ပိုင်းမှာလက်ဖေးဆိုင်ထိုင်နေလူတွေနေတော့လည်းပါတယ်ပေါ့အဲဒီလက်ဖေးတစ်ခု1500 1800အဲ့လိုမျိုးပြစ်လာတဲ့ခါကျတော့ ဒီပတ်စံနဲ့ဩဃမိသားစုအတွက်ဟိုမှာကြောက်လေးဝယ်လိုက်မယ်ဘေးလေးဝယ်လိုက်မယ်ဆိုတဲ့အတွင်းနဲ့ပဲလူလူခေးမတော့ဖြစ်ကြတော့ဘောနော်ဒါတော့အခြေခံလူရဲ့စားဖို့ဆိုလို့နည်းနည်းတက်ရောက်မှုရှိရလို့ပြောလို့ရလဖက်ရည်ဈေးတွေတက်လာရပြင်တစ်ဖက်မှာလဲစိတ်မလုံးကြုံမှုကိုခံစားလာရတာကြောင့်ပြည်သူတွေအနေနဲ့လဖက်ရည်ဆိုင်မှာဝိုင်းဖွဲ့စကားပြောဖို့အခြေအနေပေးမလာတော့ပါဘူး ဘာရီကွာချားသွားလဲဆိုတော့ဒီလပေးဆိုင်ထိုင်ဖို့လို့နိုင်ကြည့်ပြီးထိုင်နေရတော့ဘောနော်အပေးချိန်အဲ့လပေးဆိုင်ထိုင်ပြီးတော့ပေးချိန်အယူရောက်ပြန်မယ်ဆိုရဲအတွေ့နဲ့ဘလလလက်မနေရတော့ဘောနော်လလက်တဲ့ခံစားမှုမရတော့ဘူးလပေးဆိုင်ထိုင်နေအဲ့လိုမျိုးအင်းလူတကယ်ကြီးမျိုးစကားပြောမယ်အဲ့လိုမျိုးအတွေ့မျိုးမရတော့ဘဲပေးချိန်ကအယူရောက်ပြန်မယ်ဆိုရဲအတွေ့ပဲဝင်တော့တာဘောနော်အခုလိုအချိန်မှာ စပိန်နဲ့လိုက်အောင်နဲ့ရေရှားလက်ဖက်ကြံလေးတွေက ပြည်သူတွေကြား ပိုပြီးနေရယူလာတာကိုတွေ့ရပါတယ်။ဒီလက်ဖက်ရည်ဆိုင်လေးတွေမှာဆိုရင်လက်ဖက်ရည်တစ်ခွက်ကို900ကနေ1000အထိရောင်းချပေးနေတာဖြစ်ပြီးပုံမှန်လက်ဖက်ရည်ဆိုင်တွေထက်ဈေးထက်ဝက်လောက်တက်တာနေတာဖြစ်ပါတယ်။လက်ဖက်ရမယ်လက်ဖက်ပူလေးတစ်ခွက်900ပါ။လက်ဖက်ရည်တစ်ခွက်မှာတငုံစာနှငုံစာပဲပါပင်မဲ့လေလက်ဖက်ရည်တောက်ဖို့အာတီတာဖြစ်နေတဲ့လူတယောက်အဖို့တော့အစဉ်ပြေရဲ့အနေထားမှာရှိပါတယ်။တစ်ဆက်တည်းမှာပဲ ခုလိုမျိုးရေရှားလက်ဖက်ရည်ဆိုင်လေးတွေထွန်းကားလာတာကလက်ဖက်ရည်ဆိုင်ရည်ချင်းမှု စိတ်သုံးပျောက်ကွယ်လာတာကိုလက်ဟပြနေတယ်လို့ပါပဲလက်ဖက်ရည်ဆိုင်ဒီမှာဒီကုန်းစင်းလုံးကြောက်ရည်လို့တော့မဟုတ်ဘူးတပြေပြေနဲ့ဒီလိုကတိစနစ်ဒီကြောက်ရည်အဲ့လိုတပြေပြေနဲ့ပျောက်ကွယ်လာတော့မလို့တော့ထင်ထင်တယ်ပေါ့နော်အရင်အဆိုလက်ဖက်ရည်ဆိုင်ထိုင်ပြီးတော့အမတီဗီမှာလာတဲ့ဒီကနေပြီးတော့ဒီကလာရတဲ့မလို့ဝေးကြည့်ရတဲ့သတင်းစာဖတ်တဲ့အတငယ်ကြီးပေါင်းတင်နေတဲ့တိုင်းမင်းဆွေးနွေးကြတယ်ပေါ့နော် ဒါပေမဲ့ဒီနောက်ပိုင်းမှာအခုကိနှုံးကြီးတက်လာတာရောပြီးတော့လည်းမျိုးလပေးဆိုင်ထိုင်ဖို့အချိန်နဲ့ထိုင်နေရတဲ့အခါကျတော့ဒိတ်လည်းမထိုင်ပြကြတော့ဘူးပေါ့နော်ကိုယ်ကြီးမှာပဲကိုယ်နေပြတာများတယ်လက်ကိဆိုလည်းပြရတယ်အဲ့လိုမျိုးဝယ်ပြီးသမိုက်တာများတယ်ပေါ့နော်အဲအဲ့ဒါကြောင့်ဒီပြည်ပြည်နဲ့ဒီပြည်ဆိုင်ထိုင်နေဒီမှုတွေကလောက်ွေးသွားနိုင်ရစီပါခုချိန်မှာလဖိတ်ရည်စည်းတွေတဝက်လောက်ပြောင်းကြသွားမယ်ဆိုရင်တော့မှ ်လက်ဖက်ရည်ဆိုင်ယဉ်ကျေးမှုကတော့ပြန်ပြီးအသက်ဝင်လာဖို့ခက်နေအောင်ပါပါမြန်မာနိုင်ငံမှာလူလူဟာနေစဉ်နဲ့အမျှအကြောင်းအမျိုးမျိုးနဲ့ရော်ပါပျောက်ွယ်လာနေတယ်လို့ဒီမိုကရေစီစနစ်ကလည်းတစတစနဲ့ပြတ်သုံးသွားခဲ့ပါပြီလက်ဖက်ရည်ဆိုင်မှာရီမောခဲ့ကြတဲ့ရီမောတန်တွေအမှတ်တရတွေဟာစစ်အာဏာသိမ်းတဲ့ကာလတွေမှာတိမ်ပါပျောက်ွယ်ခဲ့ရပါပြီ ပြည်သူတွေဟာ အကြောက်တရားတွေစိတ်မလုံခြုံမှုတွေနဲ့ပဲအသက်ဆက်နေကြရပါတယ်။ဒီနေ့ထမင်းတနက်စားရဖို့ရင်ပုံမှန်ထပ်ပို့ပြီးရုံးတန်နေရတယ်လို့အစစ်စစ်ဖမ်းဆီးမခံရပဲအိမ်ကိုပြန်ရောက်တဲ့သူဟာကံအကောင်းဆုံးလူပဲလို့ဆိုနိုင်တဲ့အခြေအနေမျိုးကိုပြည်သူတွေအားလုံးရှင်းဆိုင်နေရပါ။ဒီလိုအချိန်မှာလက်ဖက်ရည်ဆိုင်ရင်ကျမှု တပန့်ပြန်လဲရှင်တန်နူးထလာဘူးဆိုတာကအိမ်မက်တစ်ခုပြင်ပုံမဲမထင်ပါဘူးဆိုးရလာတဲ့အာနာရှင်စနစ်ရဲ့တိုက်စားမှုအောင်မှာလက်ဖက်ရည်ဆိုင်ရင်ကျေးမှုကလည်းတစတစနဲ့မျောပါသွားခဲ့ပြီဆိုတာကိုနှမျောတတလက်ခံကြရတော့မှာပါဒီမျိုးပြရဲ့မှတ်ညာတစ်ခု ခေတ်တစ်ခုရဲ့အနားယူစရာနေရာတစ်ခုဟာအကောင်းဆုံးအချိန်ကာလအမှတ်တရတွေနဲ့အတူ အတိတ်ဆံမြင့်တာပေါ်မှာပဲဂျန်ရစ်ခဲ့ရပါပြီ